အိမ်တော်ပြုမဲ့လူတွေဆောင်မွေးပွဲဖြေမဲ့လူတွေတော့ဟန်နီမူးသွားမဲ့လူတွေနိုင်ငံခြားကို trip သွားမဲ့လူတွေကမေးပါတယ်အားလုံးပဲမင်္ဂလာပါเนาะဒီတစ်ခေါက်ကတော့ကျွန်တော် အမေးများတဲ့ဥစ္စာပေါ့နော်အမေးများတဲ့ဥစ္စာလေးတိတ်တော့လဲခက်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 လေးတော့မဟုတ်ပါဘူးဓမ္မနာယာစီကိုအနောက်ကိုဆုတ်လို့ရသလားနော်ရွှေ့လို့ရသလားဆိုပြီးမေးတာလေးတွေရှိလာပါတယ်နော်ကျွန်တော်နာမည်ဒေါက်တာအေးအောင်ပါကျွန်တော်တာဖွဲ့နေမိရဲ့အထူးဆောင်ဝင်ဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်သူတွေကမေးလဲဆိုတော့နော်အိမ်တော်ပြုမဲ့လူတွေစာမွေးပွဲဖြေမဲ့လူတွေနော်ဟန်နီမူးသွားမဲ့လူတွေနိုင်ငံခြားကို trip သွားမဲ့လူတွေက မေးပါတယ်ကျွန်မတို့ရာသီအဲ့ဒီနေ့မှာလာမယ်ဓမ္မရာလာမယ်ရဲ့နဲ့ kait နေတယ်ဒီဥစ္စာကိုနောက်ရွှေ့လို့ရလားဆိုရပါတယ်เนาะအဲ့ဒါလေးကိုနည်းနည်းကျွန်တော်အပေါ်ဟိုပြောပြပါမယ်အဲ့တော့ပထမဦးဆုံးကတော့ပုံမှန်အတိုင်းကတော့မျိုးသမီးတွေရာသီပုံမှန်လာတာပေါ့เนาะတလားတစ်ခါလာတယ်တစ်ခါလေးကြလို့ရှိရင်21ရက်တစ်ခါလာတယ်တစ်ခါလေးကြလို့ရှိရင်42နှစ်ရက်တစ်ခါလာတော့เนาะပုံမှန်ရာသီအမျိုးသမီးတယောက်ဒီเนาะ21ရက်ကနေပြီးတော့42ရက်အကြာထဲမှာเนาะ ပုံမှန်လာနေလို့ရှိရင်ကျွန်တော်တို့ပုံမှန်လို့ပဲခေါ်ပါတယ်။ဟောတလားတစ်ခါရက်တိုင်းမှာတိတိကျကျကြီးလာเสียမှာမလို့ပါဘူး။ဆိုအဲ့လိုရာသီလာမယ့်နေ့ဒီကိုပုံပုံကိုပါကိုပုံမှန်မှတ်လာတဲ့ခါမှာနောက်လာရာသီလာမယ့်နေ့เนาะဓမ္မတာပေါ်မယ့်နေ့ကိုအများအားဖြင့်တို့ခတ်မှန်းလို့သိကြပါတယ်။သိကြတဲ့ခါအဲ့ဒီချိန်မှာအဲ့ဒီနေ့မှာတကူတကူအရေးကြီးလောက်ဆရာရှိတယ်เนาะဆောင်းမပြေဆရာရှိတယ်အဲအင်တာဗျူးပြေဆရာရှိတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီနေ့မှာ လက်ထပ်မယ်လက်ထပ်ပြီးလို့ရှိရင်ဟန်နီမူးသွားမယ်ဒါမှမဟုတ်ရှင်နိုင်ငံသားကိုခီးထွက်မယ်ဆိုလို့ရှိရင်အဲ့ဒီသွေးပေါ်မဲ့နေ့เนาะဓမ္မနာလာမဲ့နေ့ကိုနောက်ကိုရွှေ့လို့ရသလားဆိုရွှေ့လို့ရတယ်။ဘာနဲ့ရွှေ့မလဲ။เนาะတိအချက်ကတော့ဟော်မုန်းနှမျိုးပါတဲ့ကျွန်တော်တို့ကိုယ်ဝင်အဲဒါစီအဖြစ်သုံးနေတဲ့เนาะ combined oral contraceptive pills လို့ခေါ်တဲ့ဆေးကိုစပြီးတော့ နှစ်ရက်သုံးရက်လောက်ကြူပြီးတော့တောက်လိုက်ပြီးစက်တိုက်တောက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီယာဒီပေါ်မဲ့နေ့နော်ဓမ္မရာပေါ်မဲ့နေ့မှာယာဒီနဲ့ဓမ္မရာမပေါ်ဘဲနဲ့သူကနောက်27ရက်နောက်ကိုဆုတ်သွားမှာအခုလောလောဆယ်လဲကိုဝင်ဒါးစေးကိုတောက်နေတယ်နော်အဲ့ဒီနေ့မှာလဲ27လုံးကုန်မဲ့နေ့ဖြစ်နေတယ်သွေးပေါ်မဲ့နေ့ယာဒီလာမဲ့နေ့ဆိုလို့ရှိရင်27လုံးပြီးလို့ရှိရင်နောက်မှာကပ်ပြီးလိုက်လာတဲ့အညိုရောင်ဆေးလေး9လုံးရှိတယ်အဲ့ဒီ9လုံးကိုမတောက်ဘဲနဲ့ ကကြီးနဲ့ဖြတ်ပလိုက်ပြီးတော့နောက်တကရဲ့ပထမဆုံးအလုံးကိုဆက်တိုက်သွားလို့ရှိရင်เนาะ21ရက်နှစ်ခါပေါ့เนาะ21ရက်နှစ်ခါဆို42ရက်ဆက်တိုက်ဖြစ်သွားပြီးတော့မှကိုအဆင်ပြေတဲ့အချိန်ကြမှာဒီဈေးတောက်နေတာကိုရက်လိုက်လို့ရှိရင်ပုံမှန်ရသည်ပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ဒီဟော်မုန်းနေနဲ့လဲဟော်မုန်းနှမျိုးပါတဲ့ estrogen progesterone ပါတဲ့ပရိသေဒါစီ တဲ့ဈေးကမျိုးလို့မတော့ဘူးเนาะနောက်ပြီးတဲ့အခါကျလို့ရှင်ထောက်နေရလည်းမဟုတ်ဘူးဆိုလို့ရှင်เนาะရှောင်းဝင်ရှိမှာသွားပြီးတော့ progesterone တမျိုးတည်းပါတယ်เนาะ ethisterone လို့ဈေးမျိုးကိုထောက်လို့ရပါတယ်အဲ့ဒီဈေးကလည်းအဲပုံမှန်ဓမ္မရာပေါ်မဲ့နေ့ရာဒီမပေါ်ပဲနေ့เนาะမပေါ်ခင် ၃၄ရက်လောက်ကကြူပြီးတော့ဗနာတနေ့ကိုနှလုံးဒါမှမဟုတ်လို့ရှိရင်ဆက်ပြီးတော့ပုံမှန်တိုင်းဆက်တောက်သွားလို့ရှိရင်21ရက်လောက်နောက်ကိုစုပ်နိုင်တယ်စုပ်ပြီးတဲ့ခါကျအဲ့ဒီဆေးကိုရက်လိုက်လို့ရှိရင်ရာသီပြန်ပြီးတော့ပေါ်ပါမယ်။เนาะအဲ့တော့အဲ့ဒီနှမျိုးသုံးမျိုးကျွန်တော်ပြောတဲ့အထက်မှာကိုဝင်ဓာစေလို့ဟော်မုန်းနှမျိုးပါတဲ့ဆေးကိုတောက်ခြင်းသည်ကိုဝင်ကိုဓာတယ်။ကိုဝင်ဓာဖို့အတွက်တောက်နေရတဲ့နောက်ဆုံး9ရက် နော်ဟို pill free pill free period လို့ခေါ်တာပေါ့နော်အညိုရောင်ခုနှလုံးကိုဖဲ့ပြီးတော့စက်တိုက်တောက်သွားတာလဲကိုဝင်ကိုတားပင်းတယ်ကျွန်တော်နောက်ဆုံးပြောတဲ့ဆရာဝန်ကြီးနဲ့အဲတိုင်ပင်ပြီးတောက်တယ်နော် ethesterone progesterone တမျိုးတည်းတောက်တဲ့ဈေးဒီနော်ကိုဝင်ကိုတရားရာဂိုင်တို့အပြည့်အဝအဲမတားနိုင်တဲ့တော်တကယ်တမ်းကိုဝင်မလို့ဘူးဂျင်တို့တခြားနီးတွေနဲ့သုံးနေတယ်ဆိုလို့ရှိရင်တော့လေအဲ့ဒီနီးတွေကိုပါဆက်ပြီးတော့သုံးဖို့လိုပါတယ်နော်အဲ့တော့ ဒီဥစ္စာတွေမလုတ်ခင်မှာเนาะဒီဒီဥစ္စာတွေမလုတ်ခင်မှာတော့အဲတိကျွမ်းနားလေတဲ့ရှားကြီးတွေနဲ့တိုင်ပင်ဖို့လိုပါတယ်ဒီဟော်မုန်းနှမျိုးပါတဲ့ estrogen progesterone ဒီကျမနဲ့တည်းလားမတည်းဘူးလားเนาะကျမရှိတဲ့ယောဂတွေနဲ့အဆင်ပြေလားမပြေဘူးလားအဲဒါဆိုရင်နှမျိုးကိုမတောက်ဖိုင်တဲ့ progesterone တစ်မျိုးကိုပဲတောက်ရမလားเนาะအဲဒီဥစ္စာတွေကိုတိုင်ပင်ပြီးတဲ့အခါကျလို့ရှိရင်ကိုရွှေ့ကျင်တဲ့เนาะယာတီနဲ့ဓမ္မနာကိုเนาะကြိုက်တဲ့ရက်ကို ဟိုရွှေ့သွားလို့ရပါတယ်နောက်တစ်ခုကဒီဥစ္စာကိုခဏခဏတောက်လို့တော့မရဘူးပေါ့နော်ဒီဥစ္စာခဏခဏတခါတလေ postpone လုပ်ပြီးတော့နောက်ပိုင်းဆိုလို့ရှိရင်တော့အချိန်ဟိုကိုကိုချိန်ဆပြီးတဲ့အခါကျတော့တင့်တော်သလိုတောက်သွားဖို့လုပ်ပါအဲ့တော့တခါတလေကြာလို့ရှိရင်ကျွန်တော်တိုင်းပြည်မှာတော့တခါတလေတွေ့ရတယ်နိုင်ငံခြားမှာတော့ရှိတယ် multi physics bills ဆိုတာ သူပထမအပတ်မှာပါတဲ့ဟော်မုန်းတိုင်းစားနဲ့ဒုတိယအပတ်မှာပါတဲ့ဟော်မုန်းတိုင်းစားနဲ့တတိယအပတ်မှာပါတဲ့ဟော်မုန်းတိုင်းစားခုနှစ်ရက်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 မှာဟော်မုန်းမတူအဲခန္ဓာကိုယ်ထဲမှာရှိနေတဲ့သူကအီစထရိုဂျင်နဲ့ပရိုဂျက်ဆိုခြင်းအတက်အကျကိုလိုက်ပြီးတော့စိတ်ကုံမဏီကထွင်ထားတဲ့အမတီဖီဇိတ်တက်ဘလက်နဲ့ဒီဥစ္စာကိုဓမ္မနာကိုနောက်ရွှေ့ခြင်းပို့စပုံးလုပ်ခြင်းပြီးတော့သုံးလို့မရပါဘူးကျွန်တော်တို့မှာ constant bill ဖြစ်တဲ့အခုကျွန်တော်တို့ဆိုင်နေမှာရနေတဲ့စီ စည်းဆိုင်တွေမှာရနေတဲ့ဈေးနဲ့ပဲသုံးလို့ရတယ်ဆိုတော့ပြောကြည့်ပါအဲ့တော့နားလဲတက်ကြွနဲ့ဆာဝင်နေတဲ့အချိန်မှာကျမဘယ်နေ့ဘယ်နေ့မှာဗာကိစ္စရှိတယ်အဲ့ဒီနေ့မှာသွေးနဲ့ဓမ္မတာလာဖို့ရှိနေတယ်ကျမကိုနောက်ကိုဆုတ်ပေးပါဆိုရင်အဲရသည် မလားအောင်လို့နောက်ကိုဆုတ်ပေးလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်